တသက်လုံးတင်ခဲ့ရတဲ့အင်္ဂလိပ်စာပတ်တန်တွေကိုလက်တွေ့ဘဝမှာကောင်းကောင်းအပြန်အသုံးချနိုင်ဖို့အတွက်ဆရာနဲ့အတူစာပိုက်တစ်ပိုက်လိုက်ပြီးတော့ကြည့်ပါဒီနေ့အသုံးချမဲ့စကားလုံးလေးကတော့ to do မြင်ဘူးလားတော့မသိဘူးအရင်တော့လည်းလေ့လာဖို့မယ်ဆရာရဲ့ရှေ့ရဆေးရုံးနေမှာလဲဆရာ to do အကြောင်းကိုစာကြောင်းတွေအတွက်သင်ပေးခဲ့တယ်ဒီနေ့မှာတော့စာပါရေးနည်းကိုသင်ပေးမှာဖြစ်တယ် to to နောက်မှာ verse လိုက်ရမှာဖြစ်ပြီးတော့ to verse ဒီဒီဟာလုတ်ဖို့အတွက် to adjective ဘာဖြစ်လွန်းတယ်ဆိုရအတိတ်ပဲပေါ့နော် my he is too young သူကငယ်လွန်းတယ် ဘာလို့ဖြစ်လဲ to get married လက်ထပ်ဖို့အတွက်သူငယ်လွန်းတယ်ဒီလိုမျိုးပေါ့ဒါမှမဟုတ် she is too young သူမငယ်လွန်းတယ်ဘာလို့ဖြစ်လဲ to drive a car ကားတစ်စီးမောင်းဖို့ငယ်လွန်းတယ်ဘာလို့ဖြစ်အတွက်ဘာဖြစ်လွန်းလဲဆိုတဲ့ပုံစံလေးကိုဆရာရှေ့ရ series ဒီ series မှာပဲဆရာစာကြောင်းနေနဲ့သင်ပြပြီဒီနေ့ကတော့စာပိုက်ကလေးနေနဲ့ဖွဲ့ပြီးတော့ဆရာတစ်ခါပြန်ပြီးသင်ပြမယ်ဒါမှလက်တွေ့ဘောမှာဆရာလည်းနိုင်အသုံးချလို့ရမှာဖြစ်တယ်ပေါ့အမှောင်ဆုံးမနေ့ကငါကစာလေ့လာဖို့ပင်မလွန်းခဲ့တယ်ခင်မနေ့ကဆိုတော့ဆရာအချိန်ယူရင်းလိုက်မယ် yesterday subject ပြင် subject ကိုကြည့်ရမယ် subject ကဘာလို့လဲဆိုတော့ငါငါဆိုတော့ဆရာပါတယ်လဲဆိုရင် i subject ပြင်ဘာကိုသွားမလဲဆိုရင် verb ကိုသွားမယ်ပေါ့ပင်မန်းနေဆိုတာဒီ adjective ဖြစ်တယ် adjective ဆိုတော့ရှေ့မှာ i miss ာထည့်ရမယ်အတိတ်ဆိုရင်တော့ was ပဲထည့်ရမယ်တော့ i was အကြောင်း was ခံထားရလဲဆိုရင်ပင်မန်းနေဆိုရင် t i r e ဒီထိုင်ရဒီ adjective ဖြစ်တယ်တော့ဒီဖြစ်အောင်လို့ဆရာတို့ကဒီရှေ့မှာ i miss our was ပဲထည့်ပေးရတယ်အဲဒီတော့ဆရာတို့မှာဘာသွားလဲဆိုရင် was ဆိုရင်ပေါ့ i was ဘာဖြစ်လွန်းတာလဲ သင်ပန်းလွန်တာဖြစ်အောင် adjective ကိုတူးနဲ့ရေးရမယ် too tired အဲတော့မနေ့က i was too tired ငါဘာဖြစ်လို့လဲပင်ပန်းလွန်တယ်ဘာလို့ဖို့ပင်ပန်းလွန်တာလဲစာလိလာဖို့ပင်ပန်းလွန်တယ်တဲ့အဲတော့ post ဆိုတော့ too black versus ဆိုတော့ too steady to now မှာတော့ versus ပဲလိုက်မယ်ဆိုတော့အတိတ်ပြောင်းစရာမလိုဘူး yesterday i was too tired to study မနေ့ကငါကစာလိလာဖို့ပင်ပန်းလွန်တယ်ငါကစာအုပ်တုပ်ကိုဖတ်ချင်ခဲ့တယ်ဟုတ်ပြီ subject နဲ့ပဲပြန်စငါဆိုတော့ i subject ပြင်ဘက်ကိုသွားလောက်ချင်တယ် လှုပ်ချင်တာကို one နဲ့သွားတယ်1 2မမင်းကလှုပ်ချင်တယ်ဆိုတော့1ဆိုတဲ့ verb ကို do ပြောင်းအောင်မယ် ed to like i wanted to ဘာလှုပ်ချင်တာလဲစာအုပ်တော့ကိုဖတ်ချင်တာ i wanted to read a book ဒါပေမဲ့ but လာမြင်ပြီငါမျက်လုံးတွေကဖွင့်ထားဖို့လေးလံလုံးပြန်အောင်လုံးနဲ့ဆိုတဲ့အထူးကိုတတိရလိုက်တော့ငါမျက်လုံးတွေဆို my eyes ဟုတ်ပြီလေးလံတာကိုအင်္ဂလိပ်လိုခေါ်လဲဆိုရင် heavy လို့ခေါ်တယ် ဘယ်တော့ကလိုပဲလေးလံသောလို့အဓိပ္ပာယ်ထွက်တယ် adjective ဖြစ်တဲ့ though ဒီဖြစ်အောင် i miss our westware ထည့်ရမယ်မနေ့ကကိစ္စဆိုတော့ westware လုံးပဲနေလုံးအများရဲဆိုတော့ဆရာတို့ကဝေအောင်တုံးလိုက်တယ်တော့ my eyewear heavy you you လေးလံတာမဟုတ်လေးလံလွန်းနေဖြစ်အောင် adjective ရှေ့မှာ too little လိုက်တော့ my eyewear too heavy ဘာလို့ဖြစ်လဲဖွင့်ထားဖို့ဆိုရင်တော့အဲ့ဒါကိုအင်္ဂလိပ်လို too stay open လို့ခေါ်တယ်ဘာမှပြောလို့နေအောင်ဖွင့်ထားဖို့အတွက်လေးလံလုံးနေတယ်အခန်းကလည်းအာယုံဆိုင်ဖို့အတွက်ဆူညံလွန်းတယ် ဟောနော်စာမလုံးချင်အောင်လုံလို့ဖြစ်နေအခန်းဆိုရယ် subject ရေးနေမယ် the room subject ပြင် verb ကိုကြည့်မယ် verb မပါဘူးဆူညံတော့ဆိုရယ် noisy noisy ဆိုရယ် adjective ပဲပါရယ်ဒေါ်ဒီဖြစ်အောင် ms are was ဆိုရယ်ထက်မနေ့ကကိစ္စဆိုအခန်းတစ်ခန်းနဲ့ဆို was ထက်ဆူညံလုံးအောင်လို့ရှေ့မှာ too လေးထက်ဒီပုံစံလေးပဲသုံးမယ် but the room was too noisy ဆူညံလုံးနဲ့ဘာလို့ဘူးဆူညံလုံးလဲအယုံဆိုင်ဖို့ဆိုတော့ to concentrate ဒါကြောင့်ငါအဲ့ရပဲဆော့ဆော့ဝင်လိုက်ပါရယ်ဒါကြောင့်ဆိုဆို ။ငါအေးရဝင်လိုက်တယ်ဆိုတော့ I went to bed အဲ့လိုမှ verb 2သုံးလဲဆိုရင်ဒါတော့ I mean what's where ထည့်စရာမလိုဘူးเนาะဒီကောင်ဒီ noisy လို့ adjective မဟုတ်သူကသူသွားခဲ့သည်ဆိုတာ verb 2ဖြစ်ပြီးသားအဲဒါတော့ what's where မှာသုံးမနဲ့ verb 2တလုံးနဲ့ရရတယ် I want to bear ဆော့ဆော့ဆိုတော့ ear ly ဒီလို bear ဆိုတာလေးဖြစ်သွားအောင်ဒီမှာ just လေးထည့်လို့ရတယ်အဲ့တော့ I just want to bear early ဆော့ဆော့ပဲအဲ့ရဝင်လိုက်ပါရဲ့ ။အဲဒါဆိုရင်လည်းဒီနေ့မှာ true to အသုံးပြီးရော survive by yin ကိုဆရာလန်နာတွေကိုသင်ပေးခဲ့ပြီးပြီဖြစ်ပါရဲ့။ဒီတိုင်းအခုလိုဆရာလန်လိုက်ပြီးလေ့ကျင့်သင်အဖြစ်တနေ့စာနဲ့တနေ့စာအင်္ဂလိပ်စာဆွဲရင်မြင့်တင်အောင်လေ့ကျင့်နိုင်မှာဖြစ်တယ်။အဲတော့ဒီတိုင်းစူးစမ်းလေ့လာကြပါ fighting မှာ။